နိုင်မဲစတိုရီကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ပရိသတ်တို့ကစာရေးသူပေါ်လွင်ဦးရှိသားထားတဲ့အစွဲလန်းကြီးတော်တငယ်ချင်းဆိုတဲ့ဇလန်းလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဇလန်းလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာနေဟာချစ်ချစ်တပူနေပြီးတော့ကျွန်တော်ကမော်လမြိုင်မြို့အဝေးပြေးကားဝင်းလေးကိုဧည့်သည်ပို့ပြီးတော့အေးဆိုင်ဒီဇိုင်းမှာစအေးလေးထိုင်းနေပြီးတော့အေးတောင့်နေပါတယ်အဲ့ဒီအခါမှာဟေးအောင်မောဆိုပခုံးပုတ်ပြီးနောက်ကခေါတန်ကြောင့်တဲ့ကြည့်လိုက်တော့ တုံးလေးနဲ့ကြွဲကွာနေတဲ့တငယ်ချင်းဖြစ်သူအောင်စိုးလင်းကိုတွေ့ရပါတယ်။ဟာအောင်စိုးလင်းမတွေ့ရတော့တော့ကြပြီကွာ။မင်းလည်းအသားတွေမဲသွားလို့မနေတော့ကြည့်ယူရတယ်။အေးကွာမင်းလည်းဝါလာနေနော်။ကဲအခုမင်းဘာပဲလုပ်နေနော်။ဟာဆုပ်လို့ရေကုန်နေမှာအထူးရီမန်နေဂျာလုပ်နေတာကွာ။အခုတဝဲရဆက်တစ်ခုကိုသွားမလို့အရင်မကြည့်အိမ်ကိုလိုက်ခဲ့ကွာ။အိမ်မှာတညာကြီးအေးစီစီစကားလေးပါလေပြောကြဖို့ကွာ။အဲဒီလိုပြောဆိုပြီးတော့အောင်စိုးလင်းကိုအိမ်ကိုခေါ်လာခဲ့ပါတယ်။ ောင်စိုးလေးနဲ့ကျွန်တော်ဟာကျောင်းဒီပဲအင်ကြီးနာချင်းတငယ်ချင်းတွေဖြစ်ပြီးတော့အရင်နှောင်းကလည်းစက်မှုတက္ကသိုလ်မှာသူကစေပဲကျွန်တော်ကလျှက်စင်နေတနေ့ထင်းမှာဘွေးရခဲ့ပြီးတော့ကျွန်တော်ဟာပင်လေခီးသွားလာခြင်းကိုဝါသနာအရနိုင်ငံခြားတင်မောကုမ္ပဏီတစ်ခုမှအလုပ်ဝင်ပြီးတော့လွန်ခဲ့တဲ့၃နှစ်ကျော်ကရန်ကုန်မှာတခါထက်ဆုံးပြီးနောက်တဲ့မစုံတော့တာပါအခုကျွန်တော်ဟာအလုပ်ကထွက်ပြီးတော့စာရေးခြင်းအလုပ်နဲ့တကူရဲနေထိုင်ပြီးတော့အိမ်ကိုရောက်တဲ့အခါမှာ ကျွန်တော်ဟာအော်ဆူလင်းကိုလက်ဆွဲပြီးခေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမောင်ကျော်မင်းကနားကိုရောက်လာပြီးတော့အကိုကြီးအဲ့တဲ့ပါလာလား။အေးကွာတခုခုယူလာခဲ့အောင်။မောင်ကျော်မင်းဟာကျွန်တော်အတွက်အချိုးကြီးနှစ်ပူယူလာပြီးပြီးတော့ကဲမောင်ကျော်မင်းခဏလောင်။အရှင်နှလုံးနဲ့အမိကောင်ကောင်တွားပြီးတော့ပဲကဲ။အဲ့ဒီလိုပြောကပတ်စံထုတ်ပေးလိုက်ပါတယ်။ကြောက်မင်းစနီရောမတွေ့ပါလားကွာ။ तू ကဘာတူလဲ။ငါအိမ်တော့မပြုတ်ပြဘူးကွာ။ဒီကောင်လေးကဆွေမကင်းမျိုးမကင်းစိတ်ချရလို့ငါလည်းခေါ်ထားလိုက်တာ။ အော်အေး sorry ကွာတငယ်ချင်းအေးပါကွာနင်ရောနည်းနည်းရင်နဲ့အိမ်ထောင်ကြတာဘလို့ကြပြီလဲလေးနှစ်ကျော်ပြီလေကလေးတော့နှစ်ယောက်ရပြီကွာကဲဒါဆိုလည်းနောက်မှအေးစီစီစကားပြောကြမယ်ရေချိုးလိုက်အောင်ကွာလေးနှစ်တောင်ထိုးတော့မယ်ကွာခဏကြာမှမောင်ကျော်မြင့်ပြန်ရောက်လာပြီးတော့ချမင်းစားကန်းနဲ့ဝင်သွားပြီးချက်ပြုတ်ကြော်တော်လို့နေပါလေကျွန်တော်လေမောင်ကျော်မြင့်ကိုလိုအပ်တဲ့အမြင့်တွေကိုမှာပြီးတော့တငယ်ချင်းနှစ်ယောက်အရက်တောက်လိုက်ရှေးဟောင်းနောက်မြေပြောလိုက်နေအချင်းတွေဟာကုံမန်းမသိကုံလာပြီးနာယီကိုကြည့်လိုက်တော့ ရှင်းနိုင်ထိုးကောင်နေနေပါ යි အခုဆောင်နေတဲ့ project ပြင်တော့မင်းတို့မြို့မှာ hotel လုံးဆောက်ဖို့လက်ခံထားရဲကွာ။ဩဘယ်လိုတော့ကြောင်းမလဲ။အလိုဆုံးကြရင်တော့နောက်တဲ့နှစ်လပေါ့ကွာ။ဒီတော့ဒုတင်ချင်းတွေရောပြန်ပြီးတော့ဆောက်အောင်ပါ။အဲ့ဒီလိုနဲ့ကျွန်တော်တို့ဟာစကားပြောဆိုပြီးတဲ့နောက်မှာတော့အိယာဝင်ခဲ့ပါတယ်။နောက်နေ့မနေ့၄နာရီခွဲလောက်မှာကျွန်တော်အောင်ဆိုးလင်းကိုကောင်းရိတ်ကိုလိုက်ပို့ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒီလိုနဲ့စာရေးခြင်းစာအုပ်ထုတ်ခြင်းအောင်ဆိုးလင်းရဲ့အကြောင်းကို မိမိပြောင်ပြောင်နေခဲ့ပါတယ်တိတ်စိတ်လာတဲ့လာမိုင်ညတညမှာညဟာတိတ်စိတ်မှောင်မှိုင်းလို့နေပြီးတော့ပုံဝင်ကျမလေးပဇင်းရင်ွယ်အော်တန်ကလွဲပြီးတိတ်စိတ်လို့နေပါတယ်ကျွန်တော်ဟာအိတ်မပြောတာကြောင့်လာတာဆောင်ကပလက်ကလက်ထဲမှာထိုင်ပြီးကောင်းငင်ကမိတို့မိတို့ကြယ်လေးတွေကိုမော်ပြီးကြည့်နေပါတယ်ဒီနောက်အိတ်မရမယ့်အတူတူမထူးတာကြောင့်ရေးလက်ဆာစာမှုကိုစက်ရေးဖို့တွေစာကြည့်ခန်းကိုရှောက်လာခဲ့တဲ့အခါမှာတော့တကားခောက်တန်းကြားရပြီး ဘာလို့လဲဘာအောင်ဆိုးလိမ့်မှာကွာအဲ့ဒါနဲ့ကျွန်တော်ဟာတော့ကိုယူတကားဖွင့်မိလိုက်တော့ဟာလာကွာညနေလိုက်လာကွာအေးကွာငါမင်းကိုဝင်ပြီးတော့နှုတ်ဆက်တာအောင်ဆိုးလိရဲ့ပြောကြောင်ကျွန်တော်ဟာအမှတ်မတင်စက်သိန်းထောက်သွားပြီးတော့ဒီအခါမှာမောင်ကျော်မြင့်နိုးလာပြီမင်းတမီရောစားပြီးပြီလားငါမစားရသေးဘူးကွာကဲမောင်ကျော်မြင့်ပငယ်ချင်းတွေစားကြတမီရင်စီစဉ်ခဲ့ကွာမရှိရှိတာလုပ်ခဲ့လိုက်ခဏကြာမှမောင်ကျော်မြင့်ရောက်လာပြီးတော့ ဓမင်းစားဖို့လာခေါ်ပြီးအောင်စိုးလင်းကဓမင်းစားရင်လေကျေးဇူးတင်လိုက်တာအောင်မရငါမွန်လမြေမှာလက်ခံထားတဲ့ဟိုတယ်လုပ်တဲ့အထင်မှာမပါတော့ဘူးကွာငါမင်းကိုလည်းလာပြီးတော့နှုတ်ဆက်တာမင်းကလည်းကွာဟိုတယ်ဆုတ်တယ်လို့ထင်မပါလေဘာဖြစ်လဲကွာကျွန်တော်မိတော်ကိုသူကပြန်မပြောဝင်နေဓမင်းစားနေပုံကိုကြည်ကရှင်နေမှလည်းတမျိုးဖြစ်လာပါတယ်အောင်စိုးလင်းဓမင်းစားပြီးတော့ညတနာရီကျောင်းနေပြီတယောက်နဲ့တယောက်ဘာမှမပြောဘဲအိယာဝင်ခဲ့ပါတယ်အိယာကိုရောက်တဲ့အခါမှာ နိနေချာချာအိပ်ပျော်လို့သွားပြီးတော့မနဲ့အိယာက ထားတော့၈နာရီခွဲကနင်းနေပါပြီတပတ်ခန်းကအောက်ဆိုးလင်းအိတ်တေခန်းကိုတကားခောက်ကြည့်တော့ဘလို့အတံမှမကြားရပဲတကားကိုတုံးဖွင့်လိုက်တော့အလွယ်တကူပွင့်သွားပါတယ်အခန်းထဲမှာတော့အောက်ဆိုးလင်းကိုမတွေ့ရပဲအိယာဟာဘသူမှအိတ်ထားတဲ့ပုံစံမရှိဖြံမျိုးလို့လည်းနေပါတယ်ကျွန်တော်စဉ်းစားရခက်ပြီးတော့အောက်ထက်ကိုဆင်းလာပြီးအိမ်ရှိတကားလေးပိတ်ထားပြီးတော့အစိုးကြီးပြန်သွားလာလည်းမဖြစ်နိုင်ပါဘူး တပည့်လူတို့မောင်ကျော်မြင့်ကလည်းအိယာထဲမှာပဲရှိနေသေးပါဒါနဲ့ကျွန်တော်ဟာမောင်ကျော်မြင့်ကိုနှိုးပြီးတော့အကြိုကြောင်ပြောပြီးအခန်းကြီးကိုရှောက်ပြီးကြည့်တဲ့အခါမှာအောင်စိုးလင်းကိုမတွေ့ရပါဘူးအဲ့ဒါနဲ့မနေ့စာစားတော့ပြီးတဲ့အခါမှာသတင်းစာရောက်လာတာနဲ့ဟိုလန်ဒီလိုစိတ်ဝင်စားစွာကြည့်လိုက်တဲ့အခါမှာတော့ညာရေးကြော်ညာတခုဗဇက်ကနေအာမေရိတန်ထွက်ပေါ်လို့သွားပြီးတော့အနားမှာရောက်လာတဲ့မောင်ကျော်မြင့်စီကဘာတွေ့လို့လဲကိုကြီးဒီမာလီကွာ ဦးအောင်ဆိုရင်အသက်45နှစ်အထွေထွေမန်နေဂျာအေဂျူဆော့လိုရီကုမ္ပဏီမောင်ကျော်မြတ်ဟာသတင်းစာကိုဖတ်ပြီးတော့မျက်စိမျက်နှာပြက်သွားပြီးသတင်းစာလည်းလွတ်ကျလို့သွားပါတယ်ဒါဆိုညာရောက်လာတဲ့ကိုအောင်ဆိုရင်ကတိတ်ပြီပေါ့အောင်ဆိုရင်တိတ်တာတုံးရရှိပြီကွာဒီနေ့ဆိုတကြိုလောက်ပြီဒါဆိုညာရောက်လာတာအေးကွာဒီကောင်นี่ဆွေးမိစရာဆွေးပြီးတော့ငါ့စီရောက်လာတာဖះဟောတရားတော်မှလည်းပါနေလေကွာ အဲ့လိုပြောပြီးတော့ရန်ကုန်ကိုသွားဖို့တည်းမောင်ကျော်မြင့်ကိုပြင်ဆင်ခိုင်းလိုက်ပြီးကျွန်တော်တို့နေထိုင်တဲ့လူသားတွေရဲ့ပတ်ဝန်းကျင်မှာမယုံကြည်နှလုံးအောင်ဂမ်ဘီယာဆိုင်တဲ့ဖြစ်ရဲ့စမ်းကြယ်တွေဟာလက်တွေ့ပဲကျွန်တော်မြင်လိုက်ပါတယ်ပြည်သက်တွေနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူပေါ်လွင်ဦးရှင်းသားထားတဲ့အစိုးလန်ကြီးသောတငယ်ချင်းဆိုတဲ့ဇလံလေးပါဆက်လက်ပြီးတော့ပြည်သက်တို့ကလွန်ရှင်အောင်ရေးသားထားတဲ့အင်းနကွေဤကញ្ញမလီလာဆိုတဲ့ဇလံလေးကို နားဆင်ရမှာဖြစ်ပါတယ်မနခင်းကြတဲ့နေ့က ခရိုင်နေတဲ့ပိုတယ်လို့အောင်မှုတင်မြင်မိပြီးတော့ကွင်းမြင်ထဲမှာအရဲ့ရှိမြင်တာတခွင်လုံးပုံမိုင်းလို့နေပြီးတော့မနေ့9နာရီတည်းနေ့နေရာမကွဲပဲနေနေလုံးကိုမမြင်ရအောင်ဖြစ်နေပြီးရှာကင်းထဲမှာပင်းတို့တမား90လောက်ရှိတာကြောင့်အရေးတက်မြလဲတဲကုန်မပြောင်းမနေကတဲ့ဘုံမှာထိုင်ကပင်းတို့တမားတွေနဲ့အဖွဲကြောက်နေပါတယ်မိကျင်အေတို့အုပ်စုဟာအဲ့ဒီအဖွဲမှာအတန်စွာဆုံးဖြစ်ပါတယ်အကြီးဒီမနေ့ကောင်းချင်းမကြွေးတော့လားမပူကြီးက မနေ့ကအေးတက်များကပိန်တို့တမားတွေကိုကောင်းကြီးပေါင်းနဲ့နှံတော်ကျွေးတာကိုရှင်ညောပြောလိုက်ပြီးအေးတက်များကဒီမနေ့သူတို့ကိုဘာမှမကျွေးတာကြောင့်မေးလိုက်တာပါတော်ကြာနေ့ညမှာအေးမြလာတော့မယ်နင်တို့ဦးလေးညကနင်တို့တွေကောင်းကြီးကြီးတော့ဖိုးထားတာရှိတယ်ဒီခါမှာကတဲ့ပေါ်မှာမြောင်နှုတ်နေတဲ့ဖိုးတင်ကပါဝန်းနာအာရထပြီးတော့អော်လိုက်ပါတယ်ဒါမှတို့ရည်ကြီးกว่าအေးတက်များတို့လေဟာဂျွန်နေဆိုရင်အတော်အလန့်ဝေးပြီးတော့ကန်တော့ဝါချောင်းကိုပက်ပြီးဆက်လီနေလာရပါတယ် ဦးခင်ညိုနဲ့ဒေါ်တန်းမြောက်တို့ဟာရောမာလက်အိတ်ကများစွာရှိတဲ့စရင်းမှာပါပြီးတော့သူတို့နေထိုင်ရာမဟာတာရောမာဆိုရင်တော့အင်ဂျင်900လောက်ရှိပြီးမဟာတာအရှိမဟာတာအနောက်မဟာတာလက်စသည်ဖြင့်တရော်လေးကိုသုံးမျိုးအမိတွေ့ပါတယ်ကျော်ထဲမှာကြည်ရက်တက်တွေဖြစ်တာကြောင့်အကျွေးရန်များကြပြီးသူတို့ရဲ့လေဆိုင်ခြင်းရေသိမ်းခြင်းတွေမှာအလုံတမားတွေမရှားကြပါဘူးပီကန်ကြည့်ရှုတက်တဲ့သူတွေဖြစ်ပြီးအားကြောင့်အခုလေပဲနို့တင်ခြင်းဆိုတော့သူတို့လင်မှာအလုံတမားပဲနို့တမားတွေဟာ တခြားလေတွေထက်စူညံလို့နေပါတယ်။လေကယောင်းနေဝေးတာကြောင့်တတဲတလုံးကို အခိုက်ခံဆော့ပြီးလာနေကြတာပါ။အရေးတမ်းမြမှာတော့အင်းမြဆိုတဲ့သမီးတယောက်ရှိပြီးအသက်က28နှစ်အသားရည်ကဖြူဖြူဝင်းဝင်းလုံကြီးပေါလာချောမောတို့ဖြစ်ပြီးတော့ရောမာတာမကပဲယောင်းနေချုပ်ဆက်ကလူငယ်လူလဲကလာသားတွေဟာဝိုင်းဝင်းပူပန်ကြပေမဲ့ဘသူကောမှစိတ်ဝင်စားပဲအနေထိုင်အေးဆေးပြီးတော့ရိုးသားတင်မွေခင်မင်းစရာကောင်းလာပါတယ် ူ့မိကြခင်မှာမိအေးမြတယောက်တောင်တလုံးကိုရွက်ရောက်ရှိလို့လာပြီးကောင်းချင်းကြည်တော်အပိုင်းလေးတွေကိုပဲနှုတ်တာတယောက်ချင်းစီကိုလိုက်လံဝင်းကပြေးလိုက်ပါတယ်။အရေးတန်းများကတော့လက်ဖက်တုပ်ပကံကိုလက်မမြောက်ပဲနှုတ်သားတွေအနေရကင်းစေဖို့ဆူတောင်းပေးပြီးပဲနှုတ်ချေဟာမနေ့6နိုင်ကနေ့လယ်7နိုင်ထိဖြစ်ပြီးတော့ကမနဲ့နှုတ်ကတယောက်ကို900ကျပ်ပေးရပါတယ်။နေ့လယ်7နိုင်ကျွန်းတော့ပဲမြင်နေဟာနေရောင်ကြောင့်ကျွရလာမှာဖြစ်ပြီးတော့အသီးတွေဟာအထိမခံပဲ ကြွေကြမှာဆိုလိုပါဒါကြောင့်မနေ့ပိုင်းသာနှုတ်ရပြီအချိန်ကားတော့စေနာရီကြော်လာပြီဆိုတော့လီယောင်ကိုလည်းမြင်ရပြီးတော့အကြီးတက်များဟာတမီးဖြစ်သူကိုပင်းတို့သားတွေနဲ့ထားခဲ့ပြီးတော့တဲရှိရောက်ကိုပြန်လာခဲ့ပါတယ်ပင်းတို့သားတွေဟာပြန်ရတော့မှဆိုတော့ဝရိယာဆိုင်ကနှုတ်ကြပြီဒီတော့မှပဲတမီးရေတမီးလာပါဦးဒီမှာနေပြီဘာဖြစ်မှမသိဘူးအိမ်မားနဲ့တူပင်းတို့သားတွေလည်းဒေါ်တန်းများရဲ့အော်တန်ကြောင့်အလန့်နေကြနဲ့တဲရှိရောက်ကိုပြေးလာပါတယ် ။ဦးကြီးညိုဟာတဲတဲမှာကျမ်းမြေပေါ်မှာလဲကျနေပြီးတော့သူတို့အားလုံးနှင်တက်လို့သွားပါတယ်။ရက်ခဲပေးသူတွေဟာဝိုင်းပြီးတော့မေးကြပေမယ့်ဦးခင်ညိုတယောက်သတိမလဲဖြစ်နေပြီးအိညာလေးဟာသူ့ရဲ့အဖေကိုကြည့်ရင်းနဲ့ငိုကြွေးလို့လည်းနေပါတယ်။ဒေါ်တန်းများကတော့ချစ်မကန်မိလက်မကန်မိတုံတုံချီချီဖြစ်နေပါတယ်။အေးရောပြန်နေပြီးတော့စိတ်ကမြင်မြင်သွားရင်ကောင်းနေမယ်။အေးအေးကဲအောင်မလို့ထွရှီတို့ပကက်လောက်ကြစမ်း။အဲဒီလိုနဲ့သူတို့တွေဟာ ။ OK ညို့ကိုစီကံပြဖို့အတွက်ဆက်လီဘောကိုထန်းစင်နဲ့ခေါ်ခဲ့ပါတယ်။လမ်းမှာဗေးတာတွေရှိနေတာကြောင့်နာယီဝက်လောက်တိုးပြီးတော့မောင်းလာခဲ့ရပြီးစီကံရောက်တဲ့အခါမှာ OK ညို့တယောက်အသက်မရှိတော့ပါဘူး။ဆရာမက OK ညို့ကိုစစ်စစ်ကြည့်ရှုပြီးတဲ့နောက်ငွေကြိုက်တာလို့မှတ်ချက်ပေးပြီးအားလုံးရဲ့စိတ်ထဲမှာတော့မယုံနိုင်အောင် ဖြစ်နေပါတယ်။တကယ်ဆိုရင်ပိနှုတ်နေတဲ့လေခွန်းနဲ့တဲဟာတိတ်ပြီးတော့မဝေးလာပါဘူး။သူ့ကိုပိုးထိတဲ့ကြောင့်ဥက္ကိညိုဘာကြောင့်မပြောလဲဆိုတော့ အားလုံးကအံ့ဩနေပါတယ်။ဥက္ကညိုကိုအတုပါချတဲ့နေ့မှာစီပါရေးပြည်လေသူဖြစ်တာကြောင့်ကိုငွေမခံမိမဲအတိုင်းဝိုင်းဆွေမျိုးပေါများပြီးလူကလည်းစီတရားလည်းနာပြီးတဲ့အခါမှာတော့ဥက္ကညိုရဲ့အလောင်းကိုတင်ငိန်ပို့ဖို့တဲ့သူတို့တွေစီစဉ်လိုက်ပါတယ်။အားလုံးရဲ့စိတ်ထဲမှာတော့မြင်ရင်းကိုကြည့်ကစိတ်မတက်မတာဖြစ်နေပြီးလူတွေရွတ်ရွတ်တင်းတင်းနဲ့ဒေါ်တန်းမြတယောက်မဗရာမြေလူငိုကြွေးနေပေမဲ့တမီးဖြစ်သူအင်းမြတွေကတော့မျက်စိတွေကြောင်တောင်တောင်နဲ့ ဖခင်ရဲ့အခောင်းကိုစူးစူးဆိုက်ဆိုက်ကြည့်နေပါတယ်။ဒီနောက်မှာတော့ကွေးရှာရှာအတန်တချို့ကို သူတို့တွေကြားလိုက်ပြီးမငုံနဲ့မငုံနဲ့တိတ်ကိုမပြောင်းနဲ့မပြောင်းနဲ့အေးမြဟာတကူလုံးတုံရင်နေပြီးတော့ဘလုံးမထွေစကားတန်တွေကို ပြောနေပြီးဒေါ်တန်းမြဟာငုံနေတာခိတ္တာတိတ်သွားပြီးတော့လူတဲချုံနေသူတမီးကိုဖတားရင်ချုံမော်လို့နေရပါတယ်။အောင်ဘူးရဲ့ရင်ထဲမှာသူတို့ကိုကြည့်ရင်နဲ့ကြက်သိမ်းမွင်းကြီးနေထလာတယ်လို့ထင်ရပြီး သူလုခဲ့ရကိုသူသာအတိဆုံးပါလုံခဲ့တဲ့9ရက်ကကိုင်းတော်ထဲမှာသူကောက်ရထားတဲ့မွေပုံတရံမာတဲ့အင်းွက်ရေးထိုးထားတဲ့လူကောင်းမွန်လက်ကင်ပွားလေးကိုဥခင်ညိုရဲ့ဒဇမိထင်းမှာသူထားခဲ့တာပါအခုတော့မတင်မတဲ့လို့ရဟာမိသားစုကိုစမ်းကြဲတဲ့ကံကြမ္မာဆိုးတွေဖြစ်လာစေခဲ့တာလားမသိပါဘူးဥခင်ညိုရဲ့အာသူဘကိုတင်းချိုင်းကိုပို့ဆောင်ပေးပြီးတဲ့နောက်လေခွေနေ့ကိုထွက်လာခဲ့ပါတယ်သူရဲ့ဥတီရာကတော့ဥခင်ညိုတို့တဲရှိရာဗတ်စီကိုပါ ဆက်လက်ပြီးတော့ပြည်သက်တို့ကဆိုင်ဟင်းသူမင်းရဲ့ကျော်ရှိသားထားတဲ့ဝိညာဉ်စီတော်ကြားဆိုတဲ့ဇလံလေးကိုနားစင်ရမှာဖြစ်ပါတယ်။ဆရာကြီးတို့ကျွန်တော်တို့ဒီရောက်မှာတက်စကန်အသည့်စကန်ထိုင်မှာတော့ဟုတ်ပါတယ်ပေါ့။ဒါကြောင့်အဘတို့ကိုရွာလူကြီးတွေနဲ့တွေ့ပြီးတော့မိတ်ဆက်တာပါ။ကျွန်တော်ကတက်ကြက်ကြီးကြုံမိမှာ။အောက်မှာတော့လုံညုံကြီးယူရတာကတက်ကြက်ကြော်ဆွေး။နောက်စကန်မှာဒုတက်ကြက်ဖိုးခွေးဆိုတဲ့ဆရာ၃ယောက်ပါ။စကန်ထိုင်ရတာကတောင်းကျမ်းမှုမရှိဘူးဆိုပေမဲ့အခုတလောဘိန်းမောင်ကိုအဖွဲ့ အဲနောက်ပြီးတော့ကြောက်စင်းတဲ့တဲ့အဖွဲ့ရှိတယ်လို့မကြမကြာတရင်ရလို့လမ်းကြောင်းပိတ်ပြီးတော့ရှင်းလင်းရတဲ့တောင်းဝင်မှာရိုးသားတဲ့ရွာသားတွေကိုဖမ်းပြီးတော့ဘိန်းတွေတောက်တဲ့ခိုင်းရွာထဲဝင်ပြီးတော့ကြိတ်ခါဝေးဝဲတယ်ဆိုတာထက်အာရမပေးဆောင်နေရတယ်ဆိုတာကျွန်တော်တို့သိပြီးသားပါပါဟုတ်တာပါဟုတ်တာပါအများဆုံးကတော့ရှမ်းပိုင်းကရိတ်ခါအတွက်စုဆောင်းပြရတယ်ခချင်းပိုင်းကသူတို့ပစ္စည်းတွေထမ်းပြီးတော့နေဆက်တီပို့ရတာအခါချင်းငွေလည်းမရပါနော်စစ်မရှိနေတော့အဝါအဝါတို့က ပဇံခါချင်းငွေပေးရင်လှုပ်ပြီးတာကျော်မလှုပ်မလှုပ်တနက်တွေကြောက်တာပါအေးမန်းလုံးရွာကြီးရဲ့တူရီတော်တကြီးရှမ်းပိုင်းကအသက်60ရှစ်နှစ်ရှိတဲ့ဘိုးတော်ဦးဆိုင်ကြောက်ပါနေရှမ်းလူကြီးတွေကကြင်ပိုင်းကဆက်လန်ဝါရွာလူကြီးဦးလာပဲနော်နေလူကြီးတွေအားလုံးစုစုပေါင်း33ယောက်ကိုကျွန်တော်တို့ရိတ်ကားတွေကတစ်ဖက်ရီဖြောကမိတ်ဆက်ပွဲပြုလုပ်တဲ့ခမတော်တကြီးဦးဆိုင်ကြောက်ပါကခေါ်ဖို့ကြုံနေအိမ်ပေါ်မှာအိတ်ခံပါလေကျွန်တော်တို့ခုမှာပါရစေအခင်ကိစ္စပါ ဘမစောစောရှမ်းတော့ပြန်ဆိုတဲ့စကားပုံရှိပါတယ်။ဒါပေမဲ့ဒီရက်ပိုင်းကစားပြီးတော့ညအချိန်မတော်လို့မနဲ့စောစောတို့ကျွန်တော်တို့ဂိမ်းပုံလှည့်ပြီးတော့လှည့်ကင်းထွက်မှာပါ။ဒီတော့မမသင်းတာတွေမမရအောင်အရေးကြုံရင်ကျွန်တော်တို့ကိုအကြောင်းကြပါ။နေညမပြဲကူညီပေးပါမယ်။ကောင်းတာပါဝမ်းသာတာပေါ့။ရောဘလန်တော်ပါကြီးနေပိုင်းကိုပြုတ်ထားပါ။စောစောကြီးလည်းတောင်းရမထွက်နဲ့။မိုးချုံမှလည်းမပြန်ကြနဲ့။စောစောပြန်ကြတာနော်။ရောက်ပါတကြီးနေတို့ရွာမြီကညောင်စောလမ်းအကြောင်းလေးဆရာကြီးတို့ကိုအတိပေးနော်။ ငါတို့ကအဲ့ဒီလမ်းကိုမတုံးတောင်ပေါ်လမ်းကိုတုံးတာနော် ဟုတ်ပါဟုတ်ပါ သူပြောမှသတိရတာပါဆရာကြီးကျော်မီကညောင်စောချောင်းနဲ့ချောင်းတက်မှာဟိုဟာကျန်းတာပါအန်ဒီရဲ့ကြီးပါနော်ဘာများလဲတကြီးရကျော်ပါတကြီးနင်အားတာပါပြောစရာရှိတာတစ်တစ်ပြောတခြားမဟုတ်ပါနော်ဒီမန်လုံးရွာကြီးရဲ့ရွာမီပါအနေဘိုင်းမှာညောင်စောချောင်းရှိတာပါရောခက်တာပါပြောမှာပါညချင်းမတော်ဖြတ်သွားရင်အတီဆိုးနဲ့တေးကြတာ နဲ့ကျန်းတာပါလို့ပြောပေမဲ့နံပကျန်းမဲ့တရေကျန်းတာတရေကအဆွေပြုတ်နေရကိုတေသူတွေပြန်ပြီးပြောတာနော်ဗျာတေတဲ့သူတွေကဘလို့ပြန်ပြောလဲမတေခင်တည့်ရဲ့စရေမှာတရိယာပြီးတော့ပြောတာလားမဟုတ်တရေတက်လို့တေပြီးမှပြောတာအဖမရှိမှုဗျာအသေးစိတ်ပြောပြပေးပါလားပြောတာပါပိုးလွန်ခဲ့တဲ့နှစ်ပေါင်း60 60လောက်ကနေချစ်တွေကိုတော်လန်ရင်းနဲ့ထွက်ပြေးလွံ့မြောက်လာတဲ့ဂုံမန်ငထွားဆိုတဲ့လှန်သမားတယောက်ရောက်ခဲ့တာတရားတလောက်ကတော့ မြောက်ပိုင်းရှမ်းပြည်ဘက်ကနေရောက်လာတာငါထွားမြန်မာသားလို့သူ့ကိုယ်သူပြောတယ်တခုထူးတာနော်သူ့ရင်ပန်းနဲ့နောက်ကျောင်းမှာဘလူးကောင်းမအစွဲကြီးတွေကကနေစင်းမြင်ညောင်ထိုးတာလေသူကဒါဘီထုတ်ပြီးတဲ့ပြင်ရှမ်းမကူတနက်ပါပြေးတာနော်လူ껙ပြီးရောက်လာတော့နေချစ်ပြားလေသူ့နောက်ကိုလိုက်တာကျော်ဒီမှာအတေရရအချိန်ရရတည်င်းမဲပြေးပြေးစုငွေပေးမှလို့ပြောတာနေချစ်တွေကသူ့ကိုတော်တော်ကြောက်တာသူကလေကြမ်းမှကြမ်းနေချစ်မင်းအရှင်မထားဘူးနောက်ဆုံး လူသားစားတဲ့အထိစိုးတာတော့ဒီရွာပဝင်းညင်ကရွာတွေမှာငထွားမြမသားကိုကြောက်တော့မပြောရဲဘူးလေဒီရော နေချက်တွေကရွာသားတွေကိုရိုက်နဲ့တက်ဖြစ်တယ်ဒီတော့မှငထွားကအဖမ်းခံတာနေချက်တွေကဘလို့တက်လို့မှမသိတော့စအိုတွေကိုတက်ထိုးရက်ပြီးတက်မှတည်ဆုံးခဲ့ရတာသူတည်ဆုံးနဲ့ညမှာပဲနေချက်တွေအောင်မဲခံနေတော့ဘလူးကြီးတကောင်ချက်ချင်းရောက်လာပြီးတော့နေချက်စေးရောက်ကိုတက်ပစ်တာနော်အလောင်းတွေကိုညောင်စောချောင်းတဲ့ဂုံးပေါ်မှာစုပြုံထားတယ်နောက်ဆုံးအယူတွေဟာ ညောင်စောကဘာမှာညောင်မြစ်တွေနဲ့ရောပြီးတော့ဂုံတဝဲရေတဝဲဖြစ်နေတာနော်။ဒီအဲ့ဒီဂုံမဲငထွားဆိုတာမြမပြည်သားဆိုတာလေ။ဘာလို့အဖမ်းခံလိုက်တာလဲ။ဟိုရွာသားတွေကိုနှိမ့်ဆက်လို့ဆိုတာရောမှန်လား။ဟွန်းအဘတို့ပြောတာပါ။ရွာသားတွေကအာကိုတယ်။ဒါကိုနေချက်တွေတိပြီးတော့နှိမ့်ဆက်တယ်လို့သူ့မှာအသက်လေးရပြေးစရာလည်းအင်အားမရှိလို့အတိခရင်နဲ့အတိတ်တန်ပြုတ်တာ။သူတည်ပြီးရင်နေချက်အလုံးဝိညာဉ်ဘွားကနေတက်ပြရစီ တက်နိုင်မေဆိုပါကယခုပြင်မိမိတက်ကိုလဲရဲတယ်ဆိုပြီးတော့စုံသွားတယ်လို့နေချေဆယ်ယောက်ကိုဝိညာဉ်ကတက်ရတာအံ့ဩကြပဲအဖရေဒါနဲ့အခုအဖလို့ပြောနေရကအဲ့ဒီဟိုညောင်စောက်ချောင်းနဲ့အတက်မှာလေကိုဟာကျန်းနေအန်ရကြီးတယ်ဆိုတာအဲ့ဒါပါလေပါဒီဆုံးသွားတဲ့နေချေတွေလုံးဝမကြွဘူးသူတို့ကလည်းရွာသားတွေကြောင့်ဆိုပြီးတော့အခဲမကြည့်ပဲနဲ့ဖျက်သွားဖြစ်လာတွေကိုချောက်လန့်နေတာအများဆုံးကတော့ကြားရောင်ဆောင်ပြီးရွာသားတွေကိုကိတ်ဖြစ်တာအဘတို့ကဘာမှမလုပ်ဘူးလား ဖုန်ကြီးတွေပင့်ပရဲရွတ်လည်းမရဘူး။ကောင်းပါပြီဗျာ။ကဲကျွန်တော်တို့ပြန်မအောင်မယ်။ဒီညအဲ့ဒီရွာမီကညောင်စောင်းချောင်းနဲ့အတက်ညောင်မင်းမှာကင်းမုန်းကြမယ်။တကြီးနဲ့ဇလံမှာတယောက်မှမလာကြပါနဲ့။ဆရာကြီးတို့ကဒီနေ့မှရောက်တာ။ဒုက္ခပြင်းမှာစိုးရင်တော့အချိန်နဲ့ကြည့်ကြသေးတာပေါ့။ကြားပါတယ်ဇလံမှာစစ်မှုပါနဲ့ရွာတကြီးတို့ကဖရားရေရောင်းနေကြီးရေကိုအာကိုအာထာရှိတယ်လို့နကိုးဝယ်တဲ့သူတွေဆိုတော့ဂျိုးရနဲ့ပဲအာထာတာကောင်းပါလေ။ DNA ကိုကျွန်တော်တို့ရှင်းလင်းပေးပြစီ ဝမ်းသာတာပါအန်ဒီအများကြီးပဲနော်ဆရာကြီးတို့ဂယုစိုက်ကြပါကောင်းပါပြီပါဟိုဘိန်းတယ်တဲ့ကြောက်စင်းတယ်တဲ့အဖွဲလေတရင်ရရင်တော့ကျွန်တော်တို့ချက်ချင်းတရင်ပေးပေးပါစိတ်ချစိတ်ချအကိုတို့လည်းဂယုစိုက်ကြနော်ဟုတ်ကဲ့ပါကဲကျွန်တော်တို့လည်းခွင့်ပြုပါအောင်ဗျာရှန်းနှုံးစံတိုင်းပဲတက်ကြီးရွယ်အိုတွေဟာလူငယ်လူရွယ်တွေကိုကိုကိုလို့ခေါ်ပြီးတော့ပြန်ဖို့နှုတ်ဆက်တဲ့အခါမှာဖြည်းဖြည်းသွားဆိုတဲ့ချစ်စရာရိုးရာယဉ်ကျေးတိမ်မွေးတဲ့စကားတွေကိုကြားရပြီးတော့ကျွန်တော်တို့လည်း စကန်းကိုပြန်လာခဲ့ပါတယ်။ညစာစားပြီးတာနဲ့တက်ကြဲကြော်စင်နဲ့တက်စိတ်တစိတ်ထားခဲ့ပြီးကျွန်တော်နဲ့ဒုတက်ကြဲဖိုးကေးတို့ဦးစီးပြီးတော့တက်စိတ်နှစိတ်ခရီးထွက်ခဲ့ပါတယ်။အထီးကကညောင်စောင်းချောင်းနဲ့ချောင်းတက်ကညောင်မင်းကြီးစီကိုပါ။စစ်သားနဲ့တက်စိတ်ကအမြဲရှင်မြိုင်နေရပြီးလက်တွဲနေရဇဲလို့ဆိုရမယ်ဆိုတော့မှမပါဘူး။တရေရှိလို့မတော်နိုင်ဘူးလို့ဆုံးဖြတ်လို့မရ။တင်ញိုင်ကောအလောင်းနေကြညနဲ့တကောင် နေရထိုင်ရအိပ်ရပြီးမိမိစစ်သည့်အလောင်း ရန်တို့အလောင်းတွေကြားမှလည်းဒီချိန်ရခဲ့ပေါင်းကမရေမကျွတ်နိုင်တော့ပါဘူးချောက်လန့်မှုတွေကိုတွေးကြောက်လို့မရပဲထားရနေဆေးရသွားရမှာပါ စကန်တစ်ခုမှရန်တို့ကလာတိုက်တော့မိမိရဲ့စကန်ကပြန်လဲခုခံတိုက်ခိုက်ရင်လေရဲဘော်တယောက်ကြာဆုံးခဲ့ပြီးရန်တို့ကရှေ့ဆက်မတိုးနိုင်ပဲမိုးလင်းပိုင်းတုံးလိုက်လောက်မှာတော့ရန်သူတွေဟာတိတိစိတ်အမောင်တို့တွေကချင်းကဲ့တုံးမှာကြာဆုံးသွားခဲ့တဲ့ရဲဘော်ရဲ့ဝိညာဉ်ကကင်းတဲ့အမိုးပေါ်ကနေရန်သူတွေကိုတနက်နေ့စီးကြိုပြစ်ခတ်ခဲ့ဘူးပါလေ အဲ့ဒီဝိညာဉ်ရဲ့ပြက်ကန့်မှုကြောင့်စကန်တစ်ခုလုံးအသက်ဝင်လှုပ်ရှားနိုင်ခဲ့ပြီးတော့ကိန်းတဲ့ခေါင်းမပေါ်မှာမီးတွေလင်းလက်နေတဲ့ဝိညာဉ်ရဲ့ပြအားကိုလည်းကောင်းစွာတွေ့ခဲ့ပါတယ်။ညောင်မင်းကြီးရဲ့ပြပတ်လင်းနဲ့ချောင်းဆက်မှာတုံးရောင်တွေကင်းမုံချပြီးတော့ဆရာဖိုးခွေနဲ့လှအောင်ကလှည့်ခင်ကျွန်တော်နဲ့တက်တာရှင်းမြင်ကအလွန်ချောင်းနဲ့ညောင်မင်းချေရစ်မှာနေရာယူထားတဲ့အခါမှာတော့ဆရာကြီးအင်းတန်ကြရနော်ညောင်မင်းခေါင်းထဲရထင်းနေဘာတယ်လဲကွာတက်ခေါက်တယ် တက်ကောက်တန်အစီပြ။အေးငါလေးကြားရဲကွာ။အဲ့ဒီအချိန်မှာဆရာဖိုးခွင်းနဲ့တက်သားလှောင်းလုံးနှစ်ယောက်ရောက်လာပြီးသူတို့တွေလက်လေစစ်စစ်စင်မှာကြုံရတဲ့အချက်တွေသတင်းပို့လို့လာပါတယ်။ဆရာကျော်ထူတော်ထူတယ်ဗျ။လူစကားတန်နေကြားရတယ်။ဘာသာကွဲစကားတွေလိုပဲ။ဘိုးလိုလေးမပြီးမတနဲ့။ဆရာဖိုးခွင်းကဘိုးလိုတက်လို့လား။ဟွန်းခွေးကောင်ရင်မြင့်။အာကိုတဲ့အောင်တဲ့အထိကြောက်နေကြတာကွာ။တက်တဲ့လောက်တော့တက်တာပေါ့။မိကြည့်လာတာကွာ။ကဲဖိုးခွေးဘာထူးသေးလဲ ။အားတင်တော့အကျုံးမလို့တွေအမှန်ပဲ။ကဲထားတော့ကွာ။မနေ့မှဆက်။ဟာရေရေရေထဲမှာ။မပြစ်နဲ့မပြစ်နဲ့။ကြားကြီးတကောင်ဟာအတင်းအော်ပြီးတော့ဖိုးခေးကလက်နဲ့တံမီနဲ့ကြားကြီးကိုမီးထိုးပြလိုက်ပါတယ်။ကျွန်တော်ကတနေ့ပြောင်းနေကြားကြီးကိုချိန်ထားတဲ့အချိန်မှာကြားကြီးကကုန်းမော်ပြန်တယ်ပြီးကျွန်တော်တို့ကိုလှမ်းပြီးတော့အောက်ဘက်ရှိုးတဲ့ပြေးဝင်လို့သွားပါတယ်။အဲ့ဒီကြားကြီးဟာလူသားစားနေတဲ့ကြားကြီးဖြစ်ပြီးတော့လူတွေအင်အားများသလိုသူ့တဲ့နေရာယူကောင်းတဲ့အတွက် တစ်ခုခုကိုခုံပြီးအုပ်မယ်ဆိုရင်မမိလိုက်ပဲကြည်တဲထိုးကြခြင်းသာဖြစ်ပြီးတော့အဲ့ဒီကြာကြီးကိုကျွန်တော်ခွင့်မလွတ်ခြင်းမောအထက်ကကျွန်တော်ကိုမှားချထားတာက မင်းကမဟုတ်ဆိုပြစ်စရာရှိတာပြည့်ဒါပေမဲ့ကြာကြက်တဲ့တုံးစိတ်တွေကိုမပြစ်နဲ့အန်ရီကိုလွတ်အောင်ရှောင်းနောက်ဆုံးရှောင်မရမှပြစ်ဆိုတဲ့အမိန့်ကိုကျွန်တော်လိုက်နာထားရပါတယ်ဟာဆစီယောက်ကျော်ဟိုညောင်းညောင်းမေမောမအေးအသားနေကွာကျွန်တော်အထိုင်ပြောင်းလိုက်ပြီးတော့တမဲဝင်ရင်မကောင်းစွာတွေကို ဖြစ်ခဲ့မယ်ဆိုရင်တော့မုတ်ဆိုးဒူးထောက်အနေထားနဲ့မှဖြစ်နိုင်ပြီးတားကောင်ပဲဖြစ်ဖြစ်မကောင်းဆိုးဟာဝင်ရောက်ပုတ်ခဲ့စီးနေရင်မုတ်ဆိုးဒူးထောက်အနေထားဟာဆရာကြီးတွေရဲ့ပြောနာခင်ပိတ်တယ်လို့ဆိုပြီးတော့စအိုးကိုဖနှောက်နဲ့ပိတ်ပြီးအသက်ရှူရက်ကပြေးရပါတယ်အခုအဲ့ဒီညတိုင်းပဲအထိုင်ပြောင်းလိုက်ပြီးတော့ဘာကောင်မှမသိရတဲ့မဲမဲနဲ့နဲ့အကောင်ကြီးအောက်ကိုခုံချလိုက်တာနဲ့ကျွန်တော်ရဲ့တနဲ့ပြောင်းသွားကနှစ်ချက်စတဲ့ပြစ်လိုက်ပြီးအကောင်ကြီးဟာမြေပြင်မရောက်ခင်မှာပြစ်ခဲ့ခင်ရပြီးတော့အယုတ်ကျိုးပြဲ့ ပြုတ်ကျလို့လာပါလေ။အောက်ရောက်တော့ထကုန်ပြီးတတိကမှာထင်းထင်းရှားရှားတွေ့ရတာကတော်မို့ဆိုကြားကြီးပါ။ဟာဆရာကျော်ကြားကြီးဗျ။မဟုတ်ဘူးဆရာဖိုးကြီး။တားကောင်ဗျ။ဟင်းသာရပြီဗျ။အဲ့ဒီအကောင်ကြီးဟာတူတူမှမလှုပ်တော့ဘဲနဲ့ကျွန်တော်တို့လက်မှာရှိတဲ့တမီးတွေနဲ့ထိုးကြည့်လိုက်တော့ကျွန်တော်ပြောတဲ့အတိုင်းပဲတော်မို့ဆိုကြားလုံးဝမဟုတ်တော့ဘဲနဲ့အဆွေပြူပြူဖူးဖူးနဲ့မဲမဲနဲ့နဲ့တော့ရထီကြီးတကောင်းပါ။မဖြစ်နိုင်ဘူးဗျ။ တောဘက်ကတက်ပင်ပေါ်ရောက်နေပါမလားကြားဆိုရင်တော့လက်ခံပါလေဆရာကျော်ရဟုတ်တယ်ဗျဆရာဖိုးကြီးဒါမျိုးအများကြီးကြုံမှုတွေဗျဒါတိုးစီနေတာဗျရွာသားတွေတေကြီးပြက်စီးတာလေကြားနဲ့တော်ပြီတိုးစီပြီးတော့ကြားခဲ့တာလေဗျလူတွေအမြင်မှာတော့ကြားမထင်မနဲ့မကောင်းဆိုးဝါးအဆုလိုက်ပြုံးလိုက်တေဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်စီးတာတော့ကြားလို့မမြင်ဘူးဗျကျွန်တော်သိတယ်တေပြီးမှလာပြောတယ်ဆိုတဲ့ကတွေ့ပြီးသားပဲအထီးကတော့ဂုံမန်ငထွားမြန်မာသားလို့အထင်မမှားကြနဲ့ နေချေဝိညာဉ်တွေမကြာခဏတည်ဆုံခဲ့တဲ့ဂျော်သားတွေရဲ့ဝိညာဉ်တွေရောထင်းနေတာဗျနောက်တော့မှကျွန်တော်တို့လည်းတစ်စိတ်နှစ်စိတ်အပြင်ဂျော်သားတွေနဲ့ပူပေါင်းပြီးတော့အဲ့ဒီညောင်ဆောင်ချောင်းနဲ့အချောင်းတက်မှာရှိတဲ့ညောင်မင်းကြီးကိုအမိန်ထုတ်ပြန်ပြီးတော့ခုတ်တွင်လှဲလိုက်ပြီးခြုံတွေဂိုင်းတွေကိုရှင်းလင်းပြလိုက်ပါတယ်အပြင်ထွာအကိုင်းတွားတွေအုတ်ဆိုင်နေတဲ့ညောင်မင်းကြီးဟာလုံးဝမရှိတာကြောင့်ဖြောင်ပြူးတဲ့လမ်းအေဂျင့်နဲ့လမ်းဖြစ်သွားပြီးတော့ရော်လူကြီးတွေနဲ့တိုင်ပင်ပြီးမကြုံမလို့တဲ့ဂုံမန်ကြီးရှိခဲ့တဲ့ရင်တပန် နေချေတွေအစုလိုက်တည်ဆုံမှုဝိညာဉ်တွေရှိခဲ့တဲ့ရင် နောက်တည်ဆုံခဲ့တဲ့ရွာသားတွေအတွက်ရွာဦးကျောင်းဆရာတော်ရဲ့မေတ္တာပီတီယာပွားများခြင်းနဲ့တန်ရှင်းလိုက်တဲ့အခါမှာတော့ဒီနေ့အချိန်ထိအဖို့အထိမရှိတော့ပဲတော်မို့ဆိုကြားကြီးဟာတနက်တန်ကြောင်ကြောက်လန့်ပြီးတုံးနဲ့တည်းဝင်သွားခဲ့ပါလေပရိသတ်တွေနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူမင်းရဲ့ကျော်ရေးသားထားတဲ့ဝိညာဉ်စီးသောကြားဆိုတဲ့ဇလံလေးပဲဖြစ်ပါလေဆက်လက်ပြီးတော့လေခုလိုမျိုးစိတ်ဝင်စားဖွယ်ရာဇလံလေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့် စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာပရိသတ်များအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီပါလက်လာပါများတိုးတက်ကြီးပွားကြပါစေဗျာ